မနက်ဖြန်များမှမင်းစီတို့နောက်နေ့ကလေးအတော်တန်ကြာသွားတဲ့အခါအချစ်ကလေးမင်းဘာလို့နေမလဲကိုမသိပါဘူးတေကြတာကတော့မင်းဟာအခုထက်ပိုလှနေမယ်ဆိုတာပေါ့ကိုကတော့အသက်အရွယ်ကြီးရင်မှုနဲ့တူအရာရာမှာမင်းကိုခွင့်လွှတ်တတ်စေချင်တယ်မင်းမလုံနိုင်တဲ့အရာတွေပေါ်မှာလည်းမင်းကိုမင်းခွင့်လွှတ်မှုနဲ့ မင်းလုံနိုင်ခဲ့ပေမဲ့လည်းမင်းမျောလင်းသလောက်ဖြစ်မလာမှုတွေပေါ်မှာခွင်လွမှုနည်းနည်းလူတွေရဲ့ဒေါသကိုမင်းမြင်ရချိန်မှာခွင်လွမှုနည်းနည်းမင်းရဲ့ဒေါသကိုလူတွေစီပြခွင့်မရချိန်မှာခွင်လွမှုနည်းနည်းမင်းဘေးနားမှာဆက်လိလာတောက်တဲ့အခါခွင်လွမှုနည်းနည်းအကြာကြီးတန်းစီပြီးမင်းလဲရောက်မှကုံသွားတဲ့ရေခဲမှုတွေအတွက်ခွင်လွမှုနည်းနည်း ြီးရဲ့အခါမင်းမလူပီသားစွာတန်ရှင်မှုအကြောင်းတရားတနည်းအားဖြင့်ဖို့ကလေးတွေရှိစေခြင်း ਨੇ မင်းရဲ့မိဘတွေဖို့မင်းချစ်မြတ်နိုးရတဲ့သူတွေဖို့မနှက်ခင်မင်းတို့ရဲ့ထမင်းဆိုင်ကလေးဖွင့်ဖို့မင်းရဲ့မကြည်နဲ့ချက်တွေကိုဒီလောကကြီးစီပောက်ကွဲဖို့မင်းရဲ့အိမ်မှာမွေးရတဲ့ကြောင်ကလေးတွေကိုအစာကျွေးဖို့ဝမ်းနည်းစရာကောင်းတဲ့ဇာတ်သင်ခန်းတွေပါတဲ့ရုပ်ရှင်တွေကြည့်ဖို့ မနှက်ဖြန်အမီအဆိုင်မဲ့တင်မှုဒီလိုအကြောင်းတရားများစွာတနည်းအားဖြင့်ဖို့ကလေးတွေရှိရဲ့အခါမင်းဟာတရက်ပြီးတရက်လှပစွာတက်ရှင်နေနိုင်လိမ့်မယ်လို့ကိုထင်တယ်အနာဂတ်မင်းကိုလည်းလူတွေအများကြီးတွေကမထူးခြားတဲ့လူတစ်ယောက်ပဲဖြစ်စေချင်တယ်တေလောင်းရုံးကန်နေရတာမျိုးမဟုတ်တစ်ချက်ကလေးတော့မယုံကန်အောင်ပဲတက်တောက်တက်တာနေရတာမျိုးလည်းမဟုတ်မနှက်ဆို မင်းကမင်းရဲ့အမျိုးသားနဲ့မင်းရဲ့သမီးလေးအဲ့ရမထခင်မှာမနှက်စာကိုပြင်ပြီးသားဖြစ်နေရမယ်။မင်းရဲ့အမျိုးသားအလုတ်သွားတဲ့အခါပြင်ဆင်မှုအဝတ်အစားတွေကိုညရေကမင်းဘူးတိုက်ပြီးသားဖြစ်နေရမယ်။မင်းချက်တဲ့ဟင်းတွေကမင်းချစ်ရသူတွေအတွက်အားလုံးအဆက်အဟတင့်နေရမယ်။ပန်းတွေအများကြီးလက်ခံရရှိတဲ့အခါမင်းရဲ့မျက်လုံးအိမ်မှာချစ်ရွေတွေအပြည့်ရှင်လဲ့နေရမယ်။ မနှက်ခင်ရဲ့နေအောင်ခြေကိုထိတွေ့ကြည့်ရွှင်ခန်းစားတက်ရမယ်။နေပူပြီးမိုးရွာလို့ဖြစ်နေတဲ့တက်တန်ကိုမြင်ရတဲ့အခါခလေးငယ်ပမာခုံပေါက်မြူတူနေရမယ်။မင်းနဲ့တူတဲ့မင်းရဲ့သမီးလေးဟာမင်းအတွက်ချက်မဝါဖြစ်နေရမယ်။မင်းမှတာမန်ဝင်ငွေလေးရှိရမယ်။ဘတ်စကားစီလို့မှတ်တိုင်ကြော်သားတဲ့အခါခြေမကင်မီလက်မကင်မီဖြစ်နေရမယ်။မင်းရဲ့သမီးအနာဂတ်အတွက် မင်းနဲ့မင်းရဲ့အမျိုးသားဦးစားမင်းစားအတွက်မင်းရငွေတွေကြိုပြီးစုရမယ်။မိုးတွေအဆက်မပြတ်ရွာတဲ့အခါမင်းရဲ့အမျိုးသားရှင်ခွင်နဲ့တိုးဝင်နေရမယ်။မင်းချစ်ရသူတွေအတွက်မင်းကိုချစ်ရသူတွေအတွက်မင်းဟာရင်ငွေပန်းကလေးဖြစ်နေရမယ်။တဆက်ထဲမှာပဲကိုကမင်းရှင်တန်ခဲ့ရတဲ့မင်းရှင်တန်နေရတဲ့ မင်းရှင်တန်နေရအောင်မဲ့တရက်ချင်းစီရိုင်းဟာမင်းအတွက်အထိပယ်တွေပြေဝနေစီဖို့ဆုတောင်းပေးနေမယ်။မင်းမရောက်ဘူးတဲ့နိုင်ငံမင်းမသွားဘူးတဲ့ကမ္ဘာကြီးရဲ့နေရာမင်းမစားဘူးတဲ့အစားအစာမင်းနားမထောင်ဘူးတဲ့တခြင်းမင်းမဖတ်ဘူးတဲ့စာအုပ်ရှိမနေရဘူး။ကြောင်တေးသေးလေးတွေမြင်တဲ့အခါမျိုးနဲ့လူမဟုတ်တဲ့လူတွေကိုတွေ့တဲ့အခါမျိုးမှလည်း မင်းရဲ့မျက်လုံးအကြည့်ဝေးကိုတိတိတတ်တာကြွားချတက်နေစေချင်တာလေကိုမြဲတောင်းနေစုပါပဲဒီလိုနဲ့တဖြည်းဖြည်းမင်းအောင်အိုမင်းလာထွက်သွားဖို့ပြင်ဆင်ရတော့မယ့်အချိန်မှာမင်းမှရှိသမျှအရာအားလုံးဒီလောကကြီးစီအိတ်သုံးဖောင်ပေါက်ပြီးခဲ့ရပြီးမင်းတည်သွားနိုင်တာကတော့လာပါတဲ့နေ့တွေကိုပိုင်းဆိုင်ဖြတ်တန်းခဲ့ရတဲ့လာပါတဲ့မှတ်ဉာဏ်တွေဆိုတာမင်းသိလာလိမ့်မယ် ဘသူ့ကိုမှဒုက္ခမပေးပဲအေးအေးဆေးဆေးထွက်သွားပါ မင်းထွက်သွားတဲ့နောက်တော့ကိုအပါဝင် မင်းချစ်ရတဲ့သူတွေဟာမင်းနဲ့အတူတူဖြတ်တန်းခဲ့ရတဲ့မင်းနဲ့အတူတူတောက်ပလင်းလဲခဲ့ရတဲ့နေ့ရက်တိုင်းကိုနှမျောတတာနေရပါလိမ့်မယ်ချစ်ကလေးရဲရင်အလုံးကျေးဇူးများရဲ့တင်ပါတယ်ရှင် စိတ်အချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။